Miss World uh head to head challenge qualifier အယောက်20ထွက်လာပြီပေါ့နော်အဲ့ဒီထဲမှာမြန်မာကပါဝင်လာခြင်းမရှိဘူးပေါ့နော်အာဆိုတော့ပေါ့နော် Miss World ကိုကြည့်ရင်ကြည့်ရင်နဲ့အတွေ့အကြုံကဘာရလဲဆိုတော့ဒီဘယ်လူမှုလုပ်ငန်းကိုပဲလှုပ်လှုပ် Miss World ကတကယ်ရွေးချယ်တယ်ဒါပေမဲ့ action ရှိဖို့လိုတယ်အဲ့ဒီလူမှုလုပ်ငန်းကိုနှစ်ပေါင်းများစွာလုပ်နေတဲ့ဒီလူတို့ကိုလည်းအကျိုးပြုနေပြီးသားဖြစ်တဲ့ action ကြီးကြီးမားမားရှိဖို့လိုတာကိုတွေ့ရတယ် ဒါဟုတ်ပါကြောင့်အဲ့လိုပြောရလဲဆိုလို့ရှိရင်မနစ်တုံးကပဲပူပူနွေးနွေးပေါ့နော် Mr. Ward မြန်မာစိုင်းထောင် Law ဆိုလို့ရှိရင်ဒီ Beauty with a Purpose ဆိုတဲ့လူပရိုက်တာလုပ်ငန်းစုကိုရရှိဝင်းသားစုကိုရရှိခဲ့တာဖြစ်တယ်ပြီးရင် Top 20ကိုလည်းသူတက်ရောက်ခဲ့တယ်ပေါ့နော်အာဆိုတော့ဒီအာနိုင်ငံမှာဖြစ်ပြနေတဲ့အကြောင်းအရာကို Speak out လို့ယုံနဲ့ Miss Ward ကအသိမှတ်မပြုတ်သေးဘူးအဲ့ဒီနောက်မှာနှစ်ရှည်လများလောက်ထားတဲ့ဒီ action ရှိဖို့လိုတာကိုတွေ့ရတယ်။ action ရှိတဲ့သူတွေကိုပဲသူကဒီရွေးချယ်တာကိုတွေ့ရတယ်ပေါ့နော်။ ဆိုတော့ဒါမြန်မာအလှမယ်တဲ့အလှမောင်းတဲ့တတိထားတဲ့အချက်လေးတစ်ချက်လုံးမြင်တယ် action ရှိဖို့လိုတယ်တကယ်လုပ်ရမယ်